ဲ့တော့ဒီနေ့ကကျွန်တော်အပိုထပ်ဆောင်းတင်တဲ့ဗီဒီယိုပေါ့နော်ဘာလို့လဲဆိုတော့ Real Madrid ရဲ့ Arsenal တင်းနဲ့မရှင်ပြိုင်ကြီးတို့ရဲ့ပြင်ဆင်ပုံလေးကိုလည်းသဘောကျလို့ကျွန်တော်တင်မိလာရှင်းပြောရင်ကျွန်တော်တို့အသင်းကိုဒီလောက်ထိအလေးပေးနေတာရဲ့အပေါ်မှာအရင်က proud ဖြစ်မိတယ်အဲတို့ကွင်းပိတ်ကစားမှာတို့တို့ရဲ့ဥက္ကဋ္ဌကအဆ အားပေးစကားပြောတာလို့ Ronaldo ရောစ press conference နေမှာစကားပြောပြီးတာလို့ဒါမျိုးတွေတော့ဆောက်တွေ့ရတယ်လို့သူတို့အသင်းသားတွေကလည်း Instagram တွေတော့ဆောက် post တွေတင်ပြီးတော့ motivation လုပ်နေတာကိုတွေ့ရတယ်။အဲ့တော့ဒီလိုအခြေအနေအထိ Arsenal ကိုအလေးပေးခံရခြင်းတို့ကျွန်တော်ကိုယ်အသင်းတွေကတအားကို proud ဖြစ်တဲ့ Artita နဲ့အတူ Arsenal အသင်းသတင်းလုံးကိုလုံးဝ congratulation ပါ။ဘာကြောင့်လဲဆိုတော့ Champion League 15ကြိမ်ရဘူးတဲ့ Real Madrid လို့အသင်းကနေပေးနေတဲ့ attention ဒါဒီရှားတော့ရခဲ့အခြေအနေ။ Real Madrid တက်ကလည်း Arsenal နဲ့တွေးတောင်တွေ့ခဲ့အခြေအနေ။ လွန်ခဲ့တဲ့18နှစ်18နှစ်ပတ်ချာလေးလောက်ကတွေ့ပြီးွားတယ်နောက်ပိုင်းမှာအခုပထမဦးဆုံးပြန်လေတွေ့တာပြီးတော့ပြောရမယ်ဆိုရင်အဲ့တုန်းကလည်းတို့မနိုင်မှုခဲ့ဘူးမနိုင်တဲ့ပြုံတို့ကိုးတကိုးမှာမသွင်းမှုခဲ့ဘူးအခုချိန်မှာလည်းပဲတို့3စီးနဲ့ရှုံးထားတယ်အဲ့အနေထားတစ်ခုကနေပြီးတော့တို့ကံပဲဖြစ်လာနိုင်မလားဒါမှမဟုတ်ရင်တို့ရဲ့ဘာနီဗျူးမှာအ ਨੇ ဆုံးတော့အာဆင်နယ်ကိုအနိုင်ကန်နိုင်လိုက်ပလားဒီဟာကိုလည်းကျွန်တော်တို့တော်တော်လေးကိုစောင့်ကြည့်ဖို့ကောင်းတယ်ရှင်းပြောရရင်တော့ Real Madrid ဒီဘာနီဗျူးမှာ နိုင်ကောင်းနိုင်နိုင်တယ်ဒါပေမဲ့ဂိုးပြက်ဖို့အထိကတော့တော်တော်လေးကိုမလွယ်ဘူးအာဆင်နယ်အသင်းကိုဂိုးပြက်ဆော့နိုင်တဲ့အသင်းဆိုတာလည်းရှင်းပြောရရင်နှစ်ပေါက်လောက်အောင်ကြာနေပြီမရှိသလောက်ပဲတော်တော်လေးကိုရှားတယ်အဲ့တော့ပြီးတော့အာတီတာရဲ့ mindset မှာပြောရမယ်ဆို defensive ကအကောင်းဆုံးအားအကောင်းဆုံးနေရာလို့ပြောလို့ရတယ်သူတိဆောက်လာတဲ့အသင်းကလည်းရှင်းပြောရရင် defensive အကောင်းဆုံးအသင်းအဲ့တော့ပုံမှန်လေးလေးပြောရမယ်ဆိုအာဆင်နယ်ဂိုးပြက်ရှုံးမှုဆိုတာလုံးဝလွယ်ကူတဲ့အခြေအနေမဟုတ်ဘူးဒါပေမဲ့ percentage လုံးဝမရှိဘူးတော့မဟုတ်ဒါ real ပြီးတော့ barney view မှာသွားကန်ရမယ် ိတ်အတွက် respect အပြည့်နဲ့အာယုစုဆိုင်မှုအပြည့်နဲ့ကံမယ်ဆိုရင်တော့ဒီပွဲဒီအရင်ခက်ခဲမှမျိုးတော့မဟုတ်ပဲနဲ့တက်တောင့်တတန်နဲ့နောက်တစ်ဆင့်ကိုရောက်ဖို့အတွက်အခွင့်အရေးတော့ရှိရယ်အမားယွင်းနဲ့အများကြီးမလုပ်ဖို့လို့ရယ်အဲ့တော့ဒီနေ့ညပွဲကိုစောင့်ကြည့်မယ်တကယ်ကြီးနေရှိလားတကယ်ကျွန်တော်ကဒီပွဲပေါ်မှာဘယ်လိုမြင်လဲ Real Madrid ရဲ့ပြင်ဆင်နေမှုအပေါ်ရောဘယ်လိုမြင်လဲပေါ့နော်ကျွန်တော်အချင်းပြောရရင် Real Madrid ပြင်ဆင်နေတာလေးတွေကိုသဘောကျတယ်ကိုအသင်းကို attention အရင်ပေးနေတာကိုလည်းသဘောကျတယ်ပေါ့နော်အဲ့လိုမျိုးလူအထင်ကြီးလေးစားခံ ဖြစ်လာတဲ့အတင်းတင်းရဲ့ fan ဖြစ်ရတာအရင် feeling အရင်ကောင်းနေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာတက်မလားမတက်မလားဆိုတော့ညချရင်အဖြေပေါ်တာပေါ့အတီတပြောသလိုပဲကျွန်တော်တို့ကွင်းထဲမှာဖြေရှာရတာပေါ့နော်အဲ့တော့ကွင်းထဲမှာစကားပြောတာပေါ့